Hello, အားလုံးပဲမင်္ဂလာပါ။ Zen Vibes Diary YouTube Channel နဲ့ Row and Zen Facebook Page တွေမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ American ပြည်အောင်စုမှာအကြီးဆုံးဖြစ်တဲ့အိမ်တွင်းအိမ်ပြင်ပြည်စင်မောင်းမကြီးပစ္စည်းတွေကိုလက်လီရောင်းချတဲ့ကမ်ပဏီကြီးတစ်ခုဖြစ်တဲ့ Home Depot ဆိုတဲ့စိုင်းကြီးကိုရိုနဲ့အတူတူဇန်တို့အိမ်မှာလိုတဲ့ပစ္စည်းလေးတွေကိုတွားဝယ်တဲ့ mini vlog လေးနဲ့အတူတူ Home Depot ဆိုင်ဖြစ်လာခဲ့ရတဲ့အကြောင်းရင်းလေးကိုပါတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ Home Depot ကို1998ခုနှစ် Bernie Marcus နဲ့ Author Blank တို့က American ပြည်အောင်စု Georgia ပြည်နယ်မှာတမယိုးကျအိမ်ဆောင်ပစ္စည်းဆိုင်တွေထက်ပိုကြီးပြီးပစ္စည်းပိုဆုံးတဲ့ Superstore တစ်ခုကို ဖန်တီးဖို့အတွက်ကြီးရွယ်ချက်နဲ့စတင်တိစောက်ခဲ့တာဖြစ်ပါတယ်။ Haunty Port မှာအိမ်တလုံးပြုပြင်ဖို့အသစ်ဆောက်ဖို့ဒါမှမဟုတ် အလှဆင်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းမှန်သမျှကို တနေရာထဲမှာစုံစုံလင်လင်ရရှိနိုင်ပါတယ်။ Home Depot ရဲ့ customer report ထားတဲ့သူ့ရဲ့စောင်ပုတ်ကတော့ more saving more doing ဖြစ်ပြီးတော့ပိုသက်သာပြီးပိုလုပ်နိုင်တယ်လို့အတိအပြရပါတယ်။ဒါကတော့သုံးဆွေးသူတွေကိုပစ္စည်းတွေဈေးသက်သာစွာဝယ်ယူပြီးကိုယ်အင်ကိုကိုယ်တိုင်ကျင်းစမှုအတွက်အားပေးတဲ့သဘောဖြစ်ပါတယ်။ Fonti Port ဆိုင်တွေဟာကုန်လောင်ရုံ warehouse တိုင်းပုံစံတည်ဆောက်ထားတာဖြစ်ပြီးတော့ခြေဝန်းနဲ့ရှောင်းလန်းတွေနဲ့ မြင့်မားတဲ့ဆင်တွေနဲ့ပစ္စည်းတွေကိုစနစ်တကျခင်းချင်းပြသထားပါတယ်ဟောင်းတီပေါ်ဆိုင်တွေမှာအိမ်သုံးပစ္စည်းတွေကိုပဲရောင်းချတာမဟုတ်ဘဲရရှိနိုင်တဲ့အခြားဝန်ဆောင်မှုတွေလည်းရှိပါတယ်။ဟောင်းတီပေါ်မှာရရှိနိုင်တဲ့ဝန်ဆောင်မှုတွေကတော့ to rental ကရိယာများငှားရမ်းခြင်းဈေးကြီးရဲ့စက္ကရိယာတွေကိုမဝယ်ခြင်းတဲ့သူတွေအတွက်အချိန်ပိုင်းနဲ့ငှားရမ်းနိုင်တဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ installation services တက်ဆင်ပေးခြင်းကော်ဇော်မိဖို့ကြောင့်တော့ပစ္စည်းဗလင်းပေါက်စတာတွေကိုဝယ်ယူသူတွေအိမ်အထိလာရောက်တက်ဆင်ပေးတဲ့ဝန်ဆောင်မှုမျိုးပါ workshops အလုပ်ရုံဆွေးနွေးပွဲ DIY ဝါသနာရှင်တွေအတွက်အိမ်တွင်းပြုပြင်ရေးဆိုင်ရာအသိပညာပေးသင်တန်းတွေကို အခမဲ့ပြုလုပ်ပေးလေလေရှိပါတယ်ယနေ့မှာတော့ American, Canada, Mexico နိုင်ငံတွေမှာ ခေါင်းတီဖို့ဆိုင်ခွဲပေါင်း2335ဆိုင်အထိဖွင့်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ခေါင်းတီဖို့ထားတအိမ်လုံးနဲ့ပတ်သက်သမျှလိုအပ်တာမှန်သမျှကိုတနေရာထဲမှာ ရရှိနိုင်ပြီး သူတို့ရဲ့ customer တွေပေါ်ထားတဲ့စောင်ပေါက်အတိုင်း more saving more doing လုပ်နိုင်တဲ့ဆိုင်ကြီးပဲဖြစ်ပါတယ်ရှင်။ Home Depot ဟာ အမေရိကန်လူနေမှုဘဝရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပြီး do it yourself လို့ခေါ်တဲ့ DIY ရင်ကျင်းမှုကိုအားပေးတဲ့ကံမီကြီးတစ်ခုအဖြစ်ယနေ့ထိတာရည်တည်လျက်ရှိပါတယ်ရှင်။ဇန်ကတော့ဖုန်းတီပေါ့ကိုရောက်လို့ရှိရင်အရင်လာတဲ့ပန်းကလေးတွေရှိရတဲ့အဲဒါကိုအရင်ဆုံးသွားပြီးတော့ချိန်နေရှိတယ် ခုပုံမှန်မြင်နေရတဲ့ cactus လေးတွေဆိုလို့ရှိရင်ကိုတခါမှမမြင်ဘူးတဲ့ cactus အမျိုးအစားတွေလည်းပါလို့ဘရိုကိုလည်းတပုံတွေတဝါကြီးရိုက်ပေးခဲ့တယ်ဒီဗီဒီယိုကလေနှွေဦးရာသီအဝင်ဖြစ်တယ်။ဧပြီလတုန်းကရိုက်ခဲ့တဲ့ဗီဒီယိုဖိုင်လေးပါနော်။နှွေဦးရာသီရောက်ပြီဆိုတော့ဇန်နုချန်နယ်မှာတီးပြန်စားပင်လေးတွေဖိုက်ပြိုးပြီးသူတို့ကို အပြန်ပြေးဖို့အတွက်ချက်ချီးနောက်ချီးတို့လိုအပ်တယ်လေအဲဒါကြောင့်ချက်ချီးတို့နောက်ချီးတို့လောင်ဝဲတာပါ Okay အခုတော့ဇန်တို့လိုအပ်တဲ့ပစ္စည်းလေးတွေလည်းဝယ်ပြီးပြီမို့တက်ဆန်ရှင်းပြီးတော့အင်္ဂလိပ်ပြန်ရမယ်နော် ဲ့အခုလို့ Haunty Pod မှာလိုအပ်တဲ့ပစ္စည်းလေးတွေလာဝယ်တဲ့ mini vlog လေးကိုကြည့်ပေးတဲ့အတွက်ဇန်ရဲ့ Vibers လေးတွေကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ဇန်ရဲ့ YouTube channel လေးကိုလည်း like follow subscribe လေးနဲ့အားပေးခဲ့ပါဦးနော်။ဇန်ရဲ့ Not Have a Lot တွေမှာပြန်ဆုံကြမယ်နော်။ See you in the next video. Bye bye.